လူတယောက်အမြန်ချမ်းသာဖို့အမြန်ပန်းတန်ရောက်ဖို့အတွက်ဒီနှစ်ချက်ကိုမဖြစ်မနေလုပ်ရမယ်လို့ဆိုတယ်။နံပါတ်၁ဘယ်လိုလုပ်ရမယ်ဆိုတာသိအောင်နှီးလန်းရှာပါ။နံပါတ်၂တကယ်ဆလုပ်ပါတဲ့။အဲ့ဒီအတွက်အကောင်းဆုံးအချိန်ကတစ်ချိန်ပဲရှိတယ်။အဲ့ဒါကယခုပဲဖြစ်တယ်မိတ်ဆွေ။ကိုကဝယ်နှန်းပဲဖြစ်ဖြစ်ကိုပိုင်လုပ်ငန်းလုပ်နေတဲ့လူပဲဖြစ်ဖြစ်အနာဂတ်မှာတထေးဖြစ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့လစာတော့မဟုတ်ဝင်ငွေကယခုထက်တိုးတက်နေရမယ်ဆိုတာအသေးချာပဲ။ အမကောမီယာရဲ့မူရင်းစာအုပ်ကိုဆရာမောင်ဘော်ထွန်းကဘာသာပြန်ထားတယ်။စာအုပ်ရဲ့အမည်ကအမြန်ဆုံးတထေးဖြစ်နည်းဒီစာအုပ်ကအဟောင်းဒါပေမဲ့ရွှေဆိုးတဲ့အတိုင်းဖတ်ကြည့်လိုက်တော့အလွန်ဖိုးတန်တဲ့လက်တွေသုံးချလို့ရတဲ့အချက်တွေအများကြီးပဲ။စာအုပ်ခေါင်းစဉ်အတိုင်းပဲအမြန်ဆုံးတထေးဖြစ်ဖို့နီလန်းများစွာဒီစာအုပ်ထဲမှာရှိတဲ့အထက်က နီလန်းဆယ်ချက်ကိုမျှဝေတော့ပါမယ်ခင်ဗျာ။ကျွန်တော်ရဲ့တင်ဆက်မျှဝေမှုနဲ့ပတ်သက်ပြီးပွင့်လင်းစွာဝေဖန်အကြံပြုနိုင်သလို့ မိတ်ဆွေတို့နားဆင်လို့တဲ့စာအုပ်များရှိရင်လဲကွန်မန့်မှာတောင်းဆိုနိုင်ပါတယ်ခင်ဗျာကဲဆက်လိုက်ရအောင်အဲ့ဒီဆယ်ချက်ကဘာတွေလဲနံပါတ်1ယခုထက်ဝင်ဝေပိုကောင်းမှုဘာလုပ်ရမလဲဝင်ဝေပိုကောင်းခြင်းရင်မိမိကိုမိမိယခုထက်ပိုတန်ဖို့ရှိအောင်ပိုအသုံးဝင်အောင်လုပ်ပါတဲ့အသေးမွှားလေးတွေမှာပဲအသုံးဝင်တဲ့လူကအသေးမွှားလေးပဲအောင်မြင်မယ်ကြီးကြီးမားမားနေရာတွေမှာအသုံးဝင်တဲ့လူကကြီးကြီးမားမားအောင်မြင်မယ် ကိုကမရှိမဖြစ်အသုံးဝင်လေးပို့ပြီးတော့အောင်မြင်လေးပဲအဲ့ဒီနောက်ကိုရဲ့ဝင်ငွေတွေလည်းပိုကောင်းလာလေးပဲမိတ်ဆွေကိုကဝန်ထမ်းဖြစ်နေရင်အထက်လူကြီးသို့မဟုတ်တထေးကိုကျွန်တော်အလုံးမှာယခုတည်းပိုအသုံးဝင်လာအောင်မလုပ်သင့်လေလို့မေးကြည့်ပါအိုးချုံမှုအကြောင်းတွေစီးပွားရေးအကြောင်းတွေပိုနားလည်လာအောင်မလုပ်သင့်လေဘယ်လိုလေ့လာရမလဲဆိုတာအကြံပေးပါနော်လို့ပြောကြည့်ပါတဖက်လူကအခုကိုကူညီလာပါလိမ့်မယ်ပြီးတော့ အောင်မြင်ကြီးွားလို့လင်းမိမိကိုမိမိတရင်ဖြစ်အောင်လုပ်ပါတဲ့ဆိုလိုတာကအတင်းလိုက်ကြောညာနေတာတဲ့လူတွေအတွက်အကျိုးရှိတာတွေမျှဝေရင်းနဲ့ကိုဟာဘယ်သူဖြစ်တယ်ကိုဘာလုပ်တယ်ဆိုတာသိလာအောင်လုပ်ခြင်းပဲအတက်ပညာနဲ့ဘ ഹു တုတာဆိုတာလက်တွေအသုံးချရင်တော့တကောအနာနဲ့ချမ်းသာမှုကိုရရှိစေတယ်လက်တွေအသုံးမချရင်တော့အလေကားပဲဖြစ်တယ်နံပါတ်1စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင်ပတ်စံတန်ဖိုးရှိသောနယ်မြေမှာစီးပွားရေးကိုလုပ်ပါ ပတ်စံတန်မိုးရှိသောနယ်မြေဆိုတာကလူတွေအများဆုံးပတ်စံသုံးနိုင်တဲ့နေရာတနည်းအားဖြင့်ကိုယ့်အတွက်ပတ်စံရှာလို့လွယ်ကူတဲ့နေရာကိုဆိုလိုခြင်းဖြစ်တယ်။လူတွေလိုချင်နေတာကိုများများပေးပါ လူတွေမလိုချင်တာကိုမပေးမိစေနဲ့တဲ့။လူအများစုကသူတို့ပေးချင်တာကိုပဲပေးနေကြတယ်။ပြီးရင်သူတို့လိုချင်တာကိုရဖို့တဲတဲမဲမဲစူးစမ်းနေရကြတယ်။အမှန်ကစီးပွားရေးလုပ်တဲ့အခါနေရာမှာတစ်ခုရှိတယ်တဲ့။တများလိုချင်တာကိုများများပေးလီ ကိုလိုချင်တာများများပြန်ရလေပဲဒါကြောင့်လူတွေလိုချင်တာကိုသိအောင်လုပ်ပါမသိရင်မေးပါလူတိုင်းကဘာလိုချင်လဲလို့မေးရင် ဖြေချင်တဲ့သူတွေကြီးပဲဖြစ်တယ်ဆိုတာမမေ့နဲ့အဲ့ဒီလိုမလုပ်သေးတင်သွားနေတဲ့လမ်းကချမ်းသာမှုနဲ့ဆန့်ကျင်ပဲဖြစ်နေလိမ့်မယ်ပြီးတော့လူတွေအခုမလိုသေးပေမဲ့အနာဂတ်မှာဘာတွေလိုအပ်လာမလဲဆိုတာကိုကြိုတွေးပါ တွက်ချက်ပါရှာတွေ့သွားရင်ထုတ်လုပ်ပါပြီးရင်အခုချက်ချင်းစသုံးလောက်အောင် စီယုံလုံစော်ပါတဲ့နံပါတ်3 တတိပြဖို့အကူအညီတောင်းတတ်ပါစေကိုကြီးဘွားဖို့သမားကူညီခြင်းအောင်လုပ်ပါအယုရှင်ဆုံးကတော့သမားတွေကူညီလာစေခြင်းကိုကအရင်ဆုံးသူတို့လိုအပ်တာတွေကိုကူညီပါတဲ့ကိုကဘာကူညီရမလဲလို့မေးတဲ့အခါမလိုပါဘူးလို့ပြန်ပြောလဲစိတ်တတ်မကြနဲ့ကိုရဲ့စေရနာကိုတော့သူနားလေသွားလိမ့်မယ်တယောက်တည်းလုံနေသေးအောင်မြင်မှုကြီးကြီးမားမားမရနိုင်ဘူးမိတ်ဆွေဒါကြောင့်ကိုကိုကူညီပေးနိုင်မယ်ထင်တဲ့သူတွေရဲ့စည်ရင်းကိုအရင်ဆုံးချရေးပါ သူတို့ပေးနိုင်မဲ့အကူအညီတွေကိုတယောက်ချင်းရဲ့ဘေးမှာကပ်ရေးပါပြီးရင်ရိုးသားစွာ ပွင့်လင်းစွာမျှော်လင့်စွာနဲ့တောင်းဆိုပါကိုကိုငင်းပယ်ရောဘယ်လိုလုပ်မလဲအဲ့ဒီအခါမှာလဲစိတ်ဓာတ်မကျနဲ့အပြစ်မမြင်နဲ့ငင်းပယ်တဲ့သူရဲ့အမိကိုဆင်းရဲကနေဖျောက်ပြီးတော့နောက်ထပ်အစ်တစ်ယောက်ထပ်တို့ရေးပါဒီနည်းနဲ့ပဲကူညီပေးမဲ့သူတွေသင်ရဲ့ပတ်ဝန်းကျင်မှာများလာပါလိမ့်မယ်မိတ်ဆွေလူများများကကူညီလေသင်ရဲ့အောင်မြင်မှုကပိုကြီးလေအောင်မြင်မှုပုံမြန်လေးပဲမိတ်ဆွေနံပါတ်၄ တတိယဖြစ်ဖို့အပြောင်းလဲကိုအသုံးချနေမပြောင်းလဲပဲတည်မြဲနေတဲ့အရာကတော့ပြောင်းလဲမှုပဲဖြစ်တယ်။အရာရာတိုင်းမလွဲဧကန်ပြောင်းလဲနေတယ်ဆိုတာကိုလက်ခံထားပါမျှော်လင့်ထားပါကို့အတွက်အကျိုးရှိစေဖို့အပြောင်းလဲရဲ့ဥဒေယာနဲ့ပြောင်းလဲပုံပြောင်းလဲနည်းတွေကိုကြိုတင်လေ့လာထားပါတွေ့ချက်ထားပါအဲ့ဒီအပြောင်းလဲတွေထဲမှာကို့အတွက်အကျိုးရှိအောင်အသုံးချရဖို့လေ့ကျင့်ထားပါမိမိကိုမိမိယခုထက်ပိုကောင်းအောင်မပြောင်းလဲနိုင်သေးဖြစ်ပိုမအောင်မြင်နိုင်ဘူး ပိုကောင်းအောင် ပြောင်းလဲလေလေပိုပြီးတော့အောင်မြင်လေပါပဲမိတ်ဆွေပြောင်းလဲခြင်းတွေကသာတိုးတက်နိုင်စေတာဖြစ်တယ်။နံပါတ်5တထေးဖြစ်ဖို့ဆွေးနွေးညီနိုင်ခြင်းအတတ်ပညာလူတုံးနဲ့တူဆွေးနွေးညီနိုင်တဲ့အခါအငင်းကုံဖြစ်ဖို့ကပိုလွယ်သလောက်အဘေးอยู่မျှတစွာညီနိုင်နိုင်ဖို့ကခက်ခဲတယ်။ဒါကြောင့်ဆွေးနွေးညီနိုင်မှုတွေလုံရတော့မယ်ဆိုရင်ဒီအချက်တွေသိထားဖို့လိုတယ်။နံပါတ်1သဘောတူပါနံပါတ်2 အပြည့်အဝမဟုတ်ရင်တော့သဘောတူနိုင်မဲ့ချက်တွေထပ်တိုးဖြည့်ဆွဲညီနိုင်ပါနံပါတ်3အသေးမောလေးတွေအတွက်ပေကက်ကက်လုံမနေမိစေနဲ့နံပါတ်4ထိတ်တက်ရင်ဆိုင်မငင်းပဲနဲ့တွဲဝိုက်သောနီးလန်းကိုသုံးပါနံပါတ်5စိတ်ဝင်စားစွာနဲ့နှုတ်ဆက်စွာနားထောင်ပါမိမိရဲ့ထင်မြင်ချက်ကိုဥစွာမတင်ပြနဲ့မှားသွားတဲ့အခါမှာပြန်ပြင်ရခက်တတ်တယ်ပါရှန်းစကပုံတစ်ခုရှိတယ်မပြောခြင်းတဲ့ပြောခြင်းကပူနောင်တရရစေတဲ့ တင်းမာနေတဲ့အချိန်မှာကိုယ့်ရဲ့ထင်မြင်ချက်ကိုဦးစားပေးမငင်းခုန်ပါနဲ့ဒါဟာရန်သူရဲ့မြားကိုကြံမွေးတတ်ပေးသလိုဖြစ်သွားစေတတ်တယ်ပြီးတော့အကြံပေးချက်တစ်ခုကိုကြွားဝါလိုစိတ်ဂုံယူလိုသိမ့်နဲ့တင်ပြရင်အဲ့ဒါကဝေဖန်ရေးသဘောဆောင်သွားတတ်တယ်နံပါတ်6တထေးဖြစ်ဖို့ပြဿနာဖြစ်ရှင်သည်အခက်အခဲပြဿနာတွေကိုတွေးကြုံလာရတိုင်းမှာငါတခြားဘာလုပ်နိုင်သေးလဲလို့အချင်းချင်းပြန်မေးနေပါအပြေထွက်လာပါလိမ့်မယ်ပြဿနာကိုဖြေရှင်းနိုင်ရင် ချမ်းသာဖို့အခွင့်အရေးကများလေပဲ။ လူတွေရဲ့ပြဿနာကိုများများဖြေရှင်းပေးနိုင်ခြင်းကအကောင်းဆုံးတထည်ဖြစ်နေပါပဲ။နံပါတ်ခေါ်တထည်ဖြစ်ဖို့ဘဝကိုလက်ခံတတ်နည်းဘဝရဲ့ကြေကျွမဖြစ်စေနဲ့တဲ့။ကိုယ့်ရဲ့ဘဝကိုအိဗယ်ရှိသောတန်မိုးရှိသောလုံရများဖြင့်ဖြည့်လျင်ဖြင့်မဖြစ်ရင်ကံကြမ္မာကဒုက္ခတွေပြဿနာတွေတပုံကြီးဖြစ်ပြီးတာခံရမယ်။ကိုကဘဝကိုကိုယ်စိတ်ကြရာတွေရအောင်ဖြည့်ရင်ဖြည့်မဟုတ်ရင်ဘဝကသူဖြည့်ခြင်းတဲ့အတိုင်းဖြည့်သွားတာခံနေရမယ်။ ။ဘာကြောင့်လဲဆိုတော့ဘဝကဟင်းလေးမြင်ချမ်းသာခြင်းကိုလက်မခံတတ်သောကြောင့်ဖြစ်တယ်။နံပါတ်၈တထေးပြဖို့အလုတ်ပေါ်ကိုဘယ်လိုမြင်ရမလဲ။ကိုကအလုတ်ကိုအသုံးချနေတာလားအလုတ်ကကိုကိုအသုံးချနေတာလားဆိုတာပြန်သုံးသပ်ပါ။လူအများစုကအလုတ်ရဲ့အသုံးချခြင်းကိုခံနေကြရတယ်။ဒါကြောင့်အလုတ်ကိုညှင်းဝေလာပြီးအလုတ်တွေတစ်ခုပြီးတစ်ခုပြောင်းလုံနေကြရတာဖြစ်တယ်။အလုတ်တစ်ခုကိုစတင်လုတ်ကြတဲ့ကကိုကအလုတ်ထက်တောင်းလုတ်ပါ။ ကိုကအလုတ်ထက်ပိုကြီးနေမှပိုတာနေမှသာတဖြည်းဖြည်းနဲ့ပိုကြီးမားတဲ့အလုတ်တွေကိုလောက်ကင်လာရပြီးဝင်းငွေတွေလည်းပိုတိုးလာရမှာဖြစ်တယ်။ပြီးရင်အလုတ်ကိုဘဝရဲ့စိန်ခေါ်မှု အခွင့်အလမ်းများဖြင့်ခံယူထားပါ။တေချာပေါက်တထေးဖြင်းဤကတော့ဂျိန်းဒီပေါက်အောင်မြင်နည်းများကို လေ့လာပါပြီးရင်တေချာပေါက်လက်တွေလောက်ကင်ပါတဲ့။နံပါတ်5တတိဖြစ်ဖို့ပေါင်းသင်းဆက်ဆံမှုအတတ်ပညာအစည်းအဝေးတစ်ခုပါတီတစ်ခုလူစုလူဝေးတစ်ခုကိုတွားခါနေတိုင်းမှာ မိမိစိတ်ကိုမိမိယုံကြည်မှုရှိသွားဖြင့်ငါလူတိုင်းကိုသိတယ်ငါလူတိုင်းကိုခင်တယ်ဆိုပြီးအကြင်ကြင်ပြန်ပြောနေပါရောက်သွားတဲ့အခါမှာလဲတွေ့တဲ့လူတိုင်းကိုခင်မင်စွာနဲ့ခေါင်းငိန်နှုတ်ဆက်ပါရင်းနှီးစွာပြုံးပြပါတိတိမတိတိဒီနီးလန်းတွေကိုကျင်သုံးပါသူတို့ကိုမိတ်ဆွေကနှစ်သက်မှုရှိကြောင်းသိမြင်ပါစေဒီလူကိုငါဘာကြောင့်မမှတ်မိရတာရောလို့ပြန်တွေးရတဲ့အထိသူတို့စိတ်ထဲမှာမိတ်ဆွေအကြောင်းတွေနဲ့ပြင်းနေနေပါစေ။ ။ငွားချာမိမှာပဲသူတို့ကမိတ်ဆွေနဲ့ခင်ပင်ကျင်တဲ့စိတ်တွေဖြစ်လာမယ်။ပေါင်းတဲ့ဆက်ဆံရေးအခြေခံ၃ချက်ဖြစ်တဲ့နံပါတ်၁တတိထားမိလာစေရမယ်။နံပါတ်၂တည်ကျွမ်းလာစေရမယ်။နံပါတ်၃ခင်ပင်လာစေရမယ်ဆိုတဲ့၃ချက်ကိုကျင့်သုံးပါ။မိတ်ဆွေလိုချင်ရင်ပထမဆုံးမိမိကစတင်မိတ်ဆက်ပါ။အချစ်ခံလို့ရင် ပထမဆုံးမိမိကစတင်ချစ်ပေးပါတဲ့လူသဘာဝရဲ့အနယ်ရှိုင်းဆုံးတောင်းတမှုဟာနှစ်သက်ခံလို့ခြင်းဖြစ်တယ် ။တခြားသူတွေရဲ့အလုပ်အကိုင်းအရေးချင်းတွေကိုရိုးသားစွာနဲ့မိမိကနှစ်သက်ကြောင်ပြောပြပါ။ဒီနည်းနဲ့လူတွေရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်မိတ်ဆွေ။နံပါတ်30တထေးတွေပြောတဲ့ခေါင်းဆောင်မှုတတ်ပညာမိမိအဖွဲ့သားတွေရဲ့ပူးပေါင်းဆောင်ရွက်မှုသစ္စာရှိမှုတွေကိုလိုချင်ရင်အမိန်ပေးခြင်းဆိုတဲ့နည်းလမ်းကိုမသုံးနဲ့။အသိဉာဏ်ပညာနဲ့ဘယ်လိုဥဆောင်မလဲဆိုတာကိုတွေးပါ။ကောင်းဆောင်ဆိုတာကြာဖို့ကင်ပြီးတော့နောက်ကလိုက်သူမဖြစ်ရဘူးတကုံးကင်ပြီးတော့အရှိကဥဆောင်ထွက်သူဖြစ်ရမယ် ခေါင်းဆောင်တယောက်ကလက်အောင်ငယ်သာဆိုတဲ့စိတ်မျိုးမတွေးနဲ့လှုပ်ဖို့ကိုင်းပဲဆိုတဲ့စိတ်သာထားရမယ်။ခေါင်းဆောင်လှုပ်တဲ့သူကချီးကျူးခံရဖို့အရန်မကြိုးစားသင့်ဘူး။ကိုကသာလှုပ်ဖို့ကိုင်းပဲတွေကို များများချီးကျူးနိုင်ဖို့ကြိုးစားရမယ်။ကိုကလှုပ်ဖို့ကိုင်းပဲတွေရဲ့ပေါ်သူကောင်းပြုလေလှုပ်ဖို့ကိုင်းပဲတွေရဲ့တစ္ဆာရှိလေးစားမှုကို ပြန်ရလေဆိုတာသိထားရမယ်။ခေါင်းဆောင်ဆိုတာသူ့ကိုယ်သူမြင့်တင်လို့မရဘူး။လှုပ်ဖို့ကိုင်းပဲတွေကသာခေါင်းဆောင်ကိုမြင့်တင်တာဖြစ်တယ်။ မိမိကိုမိမိထိုးထွင်းဉာဏ်ကောင်းလဲဆိုပြီးဘဝင်မမြင်နဲ့နောက်ဆုံးအနေနဲ့မျှဝေလိုတာကတော့အလွန်လင်းမြန်စွာလက်ခံတတ်ခြင်းကိုရှောင်ပါ အလွန်နှေးကွေးစွာငင်းပယ်တတ်ခြင်းကိုရှောင်ပါတဲ့ဟုတ်ကဲ့ကျွန်တော်မျှဝေခဲ့တဲ့ဆယ်ချက်အပြင် နောက်ထပ်အကျိုးရှိတာတွေသင်ယူစရာတွေများစွာဒီစာအုပ်ထဲမှာကြန့်ရှိသေးတဲ့အတွက်နီးစပ်ရာစာအုပ်ဆိုင်တွေမှာဝယ်ယူဖတ်ရှုကြည့်ဖို့အကြံပြုမေတ္တာရက်ခံရပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးဝင်ငွေများစွာတိုးပွားနိုင်ကြပါစေဆုတောင်းလျက်စေတနာများစွာဖြင့်မိုးကင်း နောက်ထပ်ယခုလိုအကျိုးရှိတာတွေကိုမျှဝေနေမှာဖြစ်လို့ channel ကိုလည်း subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ video ကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါစို့